အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့အခုကမ္ဘာသတင်းမီဒီယာတွေကရေးနေတဲ့ Donald Trump အကြောင်းပေါ့နော် Donald Trump ကတာတရတက်တန်းထမ်းဆောင်နိုင်တဲ့နီလန်းကိုစဉ်းစားနေတယ်လို့မီဒီယာတော်တော်များများကရေးထားခဲ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ mainstream မီဒီယာတွေကလည်းတော်တော်လေးရေးခဲ့တယ်ပေါ့နော်ဆိုတော့ American သမ္မတအကြီး Donald Trump ကတာတရတက်တန်းထမ်းဆောင်ဖို့ရန်အတွက်ကြိုးစားနေတယ်ပေါ့နော် အဲ့ဒါတွေကိုသူကနောက်တာမဟုတ်ဘူးအတီးပြောတာပါအစူပီမကျွန်တော်ရဲ့မြန်မာနိုင်ငံတတိမီဒီယာတွေတော်တော်များများကလည်းရေးထားတာတွေ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီဒေါ်လထရမ့်ကတာတရအချိန်ပေါ့နော်အဲ့ဒီသမရတော့သမရတာဝန်ထမ်းဆောင်နိုင်ဖို့ဆိုတာကမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒေါ်လထရမ့်ကအခုကအခြေခံဥပဒေအတားဆီးကိုကျော်လွှမ်းနိုင်ဖို့ရအတွက်နီလန်းတွေကိုရှာနေတယ်စဉ်းစားနေတယ်ဆိုပေမဲ့တတိမီဒီယာတွေကရင်းနေတယ် ်ဒါကတကယ်အမှန်တွေလားဆိုတော့ကျွန်တော်ကြည့်ကြည့်ရအောင်ပါ Trump ကတော့ပြောနေတယ်ပေါ့နော်ဘယ်လိုပြောမလဲဒီအရေးကိစ္စတော့ပြောနေတယ်ဒါပေမဲ့အခုထိတော့ Trump ကသူကတာတီးယဂျင်းတမရဖြစ်ဖို့ညာအတွက်ကျူးစားနေတယ်ဆိုတာတိကျဘာမှအသက်တည်ထုတ်ထားလို့မရှိဘူးဒါပေမဲ့သတိမီဒီယာတွေကဖွားပြီးရေးတာများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသက်တင်တဲ့အတကွဒီဗီဒီယိုပါမယ်ကျွန်တော်ပြပြီးမှပဲပရိသတ်တို့ကပဲယုံရင်ယုံမယုံချင်မယုံနဲ့ပေါ့ဒါတော့ဒါကတော့ နောက်ဆုံးမှာ printer ပေါ်မှာပဲမူတည်တယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့မဆွေးနွေးခင်မှာဒီနေ့မှာကျွန်တော်လုံးဝ update ဖြစ်နေတဲ့ကဘာ3တွင်တွင်ကိုကျွန်တော်တင်ထားတာဗီဒီယိုသုံးပေါက်လေးပေါက်လို့ရှိတယ်မကြည့်သေးဘူးဆိုတော့ကြည့်ပါပေါ့နော်ဒီမနေ့ဒီဒီနေ့မှာတင်ထားတဲ့ဗီဒီယိုတွေအများကြီးရှိခဲ့တယ်ကဲဒါဆိုတော့ Trump အကြောင်းကိုပဲကျွန်တော်ဆက်လက်ပြီးတော့ကြည့်တော့ကြည့်ရအောင်ပါကဲပထမဦးဆုံးဒီ CNN ကပြောထားတဲ့စာကိုအရင်ဆုံးကြည့်အောင်နောက်မှပဲ တမရထရမ်ဂူရိုင်ကပြောထားတဲ့စာအရင်ဆုံးကြည့်အောင်ပြီးတော့နောက်ဖက်ကြံတဲ့အာတုံးတဲ့တမရတွေကလည်းဘာလို့ပြောခဲ့ကြည့်ကြည့်အောင်ပေါ့နော်ကဲရင်ဆုံးကတော့ CNN ကြည့်ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်တတော်များများကအာဂူဂျူနွန်လိုက်က Fox Fox ဘာလဲ Fox News ပဲနားထောင်နေတယ်ပေါ့နော်ကျွန်တော်က CNN လေးနားထောင်ပါတယ်ပေါ့နော်ကဲ CNN ကဘာပြောလို့ကြည့်ကြည့်အောင် Pulling out another run for the White House telling NBC News quote there are by which he could do it. Now, the president is limited to two terms by the 22nd Amendment to the Constitution, but that has not stopped President Trump from flirting with this idea before. It will be the greatest honor of my life to serve not once, but twice. Or three times or four times. Uh, I don't know, Donald <laughs> Trump, ကျွန်တော်ဒုတိယအကျင့်သားမဟုတ်ဘူးပေါ့နော်တတိယအကျင့်ထိသာကျွန်တော်တမရလုံနိုင်ပါလားဆိုပြီးမှအနောက်ရင်းနဲ့ပြောခဲ့ဖူးတာရှိတယ်ပေါ့နော်အာစာရင်းနောက်ရင်းနဲ့ပြောတာပါအာဆိုတော့ fake news ကကျွန်တော်ပြောတဲ့အစာကြီးကို headline ကိုတုံးပြီးမှအဲဒိုနယ်ထရမ့်ကတတိယနော်တမရထမ်းဆောင်ဖို့လို့ဘူးကျူးစားနေတယ်လို့ရေးမှာပဲဆိုပြီးမှ လုံခဲ့တယ်နော်ဒီတုန်းကပြုတ်ပြုတ်ခဲ့ဖူးတာနော်သူကတကယ်ပြုတ်ခဲ့ဖူးတာဆိုတော့အခုကလည်းတကယ်ပြောကြတယ်ပေါ့နော် Now I will be to serve twice should I run again you tell me အဲဒါကလည်း February 20တုန်းကထပ်ပြောပြန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တာတရအချင်းဓမ္မရနောက်ထပ်ကဝင်ပြန်ဖူးလို့မလားဆိုပြီးမှအစရင်နောက်ရင်းနဲ့ပြုတ်ခဲ့ဖူးတယ်ပေါ့နော်ဒါကနှစ်ချိန်ဖြစ်သွားပြီပေါ့နော် တော့အဲဒါကအခုနောက်သူပြောနေတဲ့စကလုံးကတော်တော်လေးကို controversy ဖြစ်နေတယ်ဗောနော်အငင်းဖွားများနိုင်တဲ့စကလုံးတွေဖြစ်နေတယ်ဆိုပြီး Trump ကိုယ်တိုင်ကပြောခဲ့ဖူးတာနော်ကဲ CNN တွေကလာရီကိုပြောပြီးမှအဲဒါ Trump ကနော်တတရအချင်းဓမ္မလို့ဖူ ကျူဆနေပါတယ်စဉ်းစားနေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်က mainstream media တွေကလည်းဒွန်ထရမ့်ကိုတိတ်တဘောမချတဲ့ media တွေဖြစ်မှာပေါ့ကွာသူတို့ကလည်းလူမျိုးရေးလာတယ်ပေါ့ He said he's not joking when asked about this. Then also said that it's it's too early to be talking about it. What more is he saying? ဆိုတော့သူတို့ပြောတာကကျွန်တော်တို့ဘာသာပြန်မယ်ဆိုရင်တော့ Trump ကတော့အခုနောက်သူပြောလို့စာရင်းကိုစတာနောက်တာမဟုတ်ဘူးအတီးပြောတာတဲ့ပေါ့နော်ဒါပေမဲ့ တတရအကျင့်လို့ဘူးဆိုတာကအခုမှတော့ပြောဖို့ဆိုပါသေးတယ်ဆိုပါပြောထားတာရှိတယ်တဲ့ Jessica, you're absolutely right that this is not the first time that this has come up, albeit a little tongue in cheek, as you just laid out. But President Trump openly talking about the prospect of seeking a third term in office, and he says this is not a joke. I want to read to you part of the transcript from the telephone interview he had with NBC News Kristen Welker. Welker says, Sir, I'm hearing. so NBC News, uh, interview low there, Bono, Eddie Ma. အင်တာဗျူးလုပ်တဲ့လူကခရစ်စတန်ဝေါကာကဘောနော်ဒွန်ထရမ့်ကိုမေးနေတယ်ဘောနော်တတိယအကျင်လို့ဖူးမင်းကဘယ်လိုပြောမလဲစဉ်းစားထားတာကနောက်ရင်တကယ်နောက်တာလားဒီပြောတာဆိုမှမေးခဲ့တယ်ထရမ့်ကတော့ no 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 i'm not joking i'm not joking ဆိုပြီးမှ nbc news ကိုတုံ့ပြန်ခဲ့တယ်လို့ပြောကြတယ်ဘောနော် don't sound like you're joking i've heard you joke about this a number of times to which mm. the president responds, No, no, I'm not joking. I'm not joking. The president mm. goes on to say that there are methods on which he could seek a third term. Welker asks if it's possible that Vice President J.D. Vance gets elected and then passes the baton. The president. သမရထန်းဆောင်နိုင်ရေးကတော့ဒီနီးတချမ်းနီးလမ်းတွေရှိတယ်လို့ထရမ့်ကပြောတယ်တဲ့ NBC တွေကပေါ့နော်အဲ့ဒါအဲ့ဒါကပါလဲဆိုတော့ ဒုတမရဂျေဒီဗင်စကဘောနော်သူကတမရမှာဝင်ပြမယ်ဆိုတော့အဲ့ဒီဂျေဒီဗင်စကတမရရာထုကိုအနာရရခဲ့တယ်ဗုတ်လူရခဲ့တယ်ဆိုတော့အဲ့ဒီဂျေဒီဗင်စကဒွန်ဒထရမ့်ကိုတာဝန်လွှဲမယ်ပေါ့နော်ဆိုတော့ဒွန်ဒထရမ့်ကတမရပြန်တက်မယ်ပေါ့အဲ့ဒါကိုအခြေခံဥပဒေနီးတဲ့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တချမ်းနီလန်အကြောင်းကိုသူတို့ကပြန်ပြောပြန်ပြောတာပါ သူတို့သူတို့ပြောတာနားလေကြတာတော့မသိဘူး that that was an option, but he said there are others too. The president, of course, repeatedly said it is, quote, too early to think about it. Yeah. Now, the 22nd Amendment to the Constitution, it bears repeating, Jessica, added back in 1951, and it says, no person shall be elected. So, <laughs> to- through <laughs> your check on no, no, but do the Yaukama, no, but do come president ka na cheng ma ka ka ma lo pai ko bo no na cheng ka a mya me of the president more than twice. Now, mm. repealing that amendment would require a two thirds vote in the House and Senate and ratification in three quarters of states. So that is extremely unlikely. However, mm. Steve Bannon, who is a top outside ally to President Trump, has mused that it, the president could be eligible because the amendment doesn't specify consecutive terms. Let me just... လူတယောက်ကနော်နှစ်ကြိမ်သမရမလုပ်သင့်ဘူးဆိုပြီးမှတော့ပြောတာတော့ရှိတယ်တဲ့ဒါပေမဲ့ဖြစ်နိုင်ခြေတစ်ခုက consecutive ပေါ့နော်အဲ့ဒီဟာကပါလဲဆိုတော့ဥပမာ Obama ခက်တုန်းကသူကစက်တိုက်လုပ်ခဲ့တာကိုအဲ့ဆိုလို့မရတော့ဘူးပေါ့နော်ဒါပေမဲ့ Trump ကတော့အဲ့လိုမဟုတ်ဘူး2017တုန်းကလားပထမတုတ်တုန်းကပေါ့နော်အဲ့မှာ Biden ကပြန်နိုင်တယ်အခုကအခုသူ့အနိုင်ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ကြိမ်ပေါ့နော်အဲ့လိုမျိုး ဝင်ပြန်နိုင်တဲ့အနည်းအတိုင်းဖြစ်နိုင်ချေရှိတယ်လို့ပြောကြတယ်ပေါ့နော်။သုံးသက်ရေးသမားတွေကပေါ့။ဆိုတော့သူကဆက်တိုက်ကြီးကွာရှစ်ဆက်တိုက်ကြီးအာရှင်းနစ်ရှင်းနစ်တွင်ပေါ့နော်။သမရမလုပ်ဘူးကွာ။ပထမဆုံးသူက၄နှစ်ပဲလုပ်တယ်။၄နှစ်ပါမယ်သူကပြုတ်ကြတယ်။ဘိုင်ဒန်တက်တယ်။အခုကနောက်ထပ်ပြန်တက်တယ်။ဆိုတော့နောက်ထပ်တစ်ခါပေါ့နော်ပြန်ပွဲဝင်နိုင်ချေရှိတယ်လို့သုံးသက်ချက်သမားတွေကလည်းဝင်ပြောကြတယ်ပေါ့။ဒါမဲ့အခြေခံဥပဒေအဖြစ်တော့မရဘူးလို့ပြောကြတယ်ပေါ့နော်။ Also note that President Trump is going to be the oldest president ever in office at the end of his second term, mm. topping Joe Biden's record at 82 years and seven months old in January of 2029. Asked if he even wanted to serve a third term, the president said he likes working. Jessica. Joining me All right. Time out. Time out. So, the yellow me at Trump, Daria, I think, low, you know, my, to got the toilet at the Gile, at the Gile Lambert, bro. 80နှစ်လောက်ဖြစ်တော့မှာတော်တော်လေးတော့တကြီးပါလိမ့်မယ်ပေါ့နော်ကဲဒါကစီရင်ကပြောထားတဲ့ဥစားနော်ချမ်ကတော့အမှန်တရားတော့ရှိတယ်သူကအစရင်နောက်ရင်းနဲ့ပြောခဲ့ဖူးတာတော့ရှိတယ်ဒါမှမဟုတ်တကယ်အဒီကြီးပဲတတရားနော်တမထန်းဆောင်ဖူးရန်ဂျူးစားနေတလားဘာမှလည်းမတေချာသေးပါဘူးသူကိုယ်တိုင်ကလည်းဒီကိစ္စကြီးကအခုအခုမှနော်စပြီးမှသူရဲ့ဒုတိယတောင်းကိုလုပ်နေတာကွာတတိယအခုပြောတော့ပြောဖို့ကတော်တော်လေးစိုးပါသေးတယ် Asalnya Trump ka, bah Trump gula ya, bah beli cici ya. Di mana mikun mo, tu gong gong le pay attention guys. Eh, mikun ka, you said you were not joking about a third term, bo no. Aku nak CNN ka, biotare osaku. Emma Fox News ka, pian, ြန်ပြတယ်ပေါ့နော်ဆိုတော့တတိထောက်သမားက Trump ကိုမေးတယ်ဆိုတော့မင်းကတကယ်မနောက်ဘူးလားပေါ့နော်ပြန်မေးတယ် Trump ကအောက်ပါပဲဖြစ်လို့ကြည့်ရအောင် Biden was so bad he such a bad job. And I think that's one of the reasons that I'm popular, if one doesn't I think I'm popular because we've done a great job. I think we've had the best almost 100 days of any president. And most people are saying that, that it's an honor. We're bringing back our country. We're respected as a country again. And we're strongly respected. And people are amazed. They, I was with some very important people today, and they said that... <laughs> ်ချမ်ကူတိုင်းကပါပြန်ဖြီးခဲ့တယ်ပရိသတ်တို့တွေ့တယ်နော်ဒါသက်တည်အထုတ်အထားတော့ပရိသတ်တို့ကိုယ်တိုင်မျက်စိရှိနားရှိအောင်မရှိရနော်ကျွန်တော်လုံးဝထွင်ပြီးပြောရတယ်မဟုတ်ဘူးရှောက်ပြီးပြောရတယ်မဟုတ်ဘူးဒေါ်လန်ထရမ့်ကိုယ်တိုင်ကပြောခဲ့တယ် I'm not looking at that နော်ဒီတာတီးယနော်သမရဝပြန်မယ်ဆိုတော့ကျွန်တော်လုံးဝမကြည့်ဘူးကြည့်မကြည့်သေးဘူးထရမ့်ကပြောတယ်လူရင်ကပဲမဲတာပါတဲ့လူရင်ကတတ်ထမ်းလို့ပါလားတတ်ထရချင်းလို့ပါလား အဲ့ဒါပဲလူတွေကမေးမေးတာပါဆိုတော့ Trump ကိုယ်တိုင်ကလုံးဝတာတရအချင်းကျွန်တော်လို့ပေါ့မယ်ဘာငယ်ဘာမှပြောတာမျိုးမရှိဘူးပေါ့နော်ဆိုတော့ interview မှာတော့ Trump ကဟိုပြောဒီပြောလုပ်ခဲ့တယ်ပေါ့ What ဘရတတော့ကလည်းတည်တဲ့အတိုင်းပါပဲကွာဒေါ်လ Trump ကဟိုပြောဒီပြောမင်းလည်းလုပ်တာပဲအတီကြီးတိတ်ပြီးပြောတာမဟုတ်ပါဘူးသူကဥပမာကဖနာမခနဲ့လူအပ်တော့ငါတို့စတိုက်မယ်အကုန်လုံးတော့စီးရင်းနဲ့တင်းမယ်ပြောတာပဲနော်ဟိုမက္ဆီကိုကနေဒါအစအကုန်လုံးပြောတာပဲ ဆိုတော့အဲ့လိုမျိုးပေါ့နော်သတိမီဒီယာတွေကအရာကိုအာဖြားပြီးပြောကြတာပေါ့ဒါပေမဲ့သူကတကယ်လည်းပြောဖို့တော့ပြောပြောဖို့ပါတယ်ဒါပေမဲ့သူကအစရင်နောက်ရင်းနဲ့ပြောတာပူများတယ်ပေါ့နော်ဆိုတော့အခုမနစ်တနစ်လေးကကွာဒီ March 27ပေါ့နော် March ဆိုအခု sorry sorry March လတာရီ March လတာရီမှာမနစ်ပါကွာလုံးဝအတ္တဆက်ဆက်နဲ့ truck ကပြန်ပြောတယ်ဒီကိစ္စကျွန်တော်မမြုံမမ်းပါဘူးမကြည့်ပါဘူးတဲ့လူရင်းကသာကျွန်တော်တားတရအချင်း သမရရန်ဖူရဲ့အတွက်မေးတာပါတယ်ဆိုတော့2020တုန်းကဒိုဒိုထရမ့်ကဘာပြောခဲ့လဲဆိုဘိုင်ဒန်ကိစ္စကိုပြောတာပေါ့နော်ဘိုင်ဒန်ကဆောက်သုံးမကြတဲ့သမရကြီးပေါ့အဲ့ဒီ2020တုန်းကလည်းလုံးဝမတရားဘူးပေါ့နော်ဆိုတော့ထရမ့်ကအဲ့ဒီ2020တုန်းက election ကိုသူကအနိုင်ရသင့်ခဲ့တယ်ပေါ့ဒါပေမဲ့ဘိုင်ဒန်ဘက်ကလေပြလို့ပေါ့ဘာညာပေါ့ဒါဆွဆွချက်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်သူကမလို့ဖိခဲ့တာဆိုတော့ထရမ့်ကအဲ့ဒီ case အဲ့ဒီ2020တုန်းက election ရဲ့ချူရင်းချက်တွင်ရဲ့ ဘိုင်ဒန်ရဲ့အတုံးမကျတာဟာကိုပဲပြန်လေဖြည့်ရှင်ခဲ့တယ်ပြန်လေပြန်ပြုတ်ခဲ့တာပေါ့နော်ဆိုတော့တာတီးယအကျဉ်တမရလို့မယ်ဘာညာဆိုတော့ truck ကလုံးဝအတီးပြုတ်ပြုတ်ခဲ့တာမျိုးမရှိပါဘူးဘာ form day မှာတော့သူကမျိုးရင်ပြုံးပြုံးမှာပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့ချက်မှာသူကိုယ်တိုင်ကလုံးပြန်ပြန်ပြောရဲဆိုတော့အရာကြီးကကျွန်တော်တို့တွားပြီးမှအတီကြီးမယုံသင့်ဘူးလို့ထင်တယ်ပေါ့သူကူရိုင်းကလည်းအဲ့လောက်အဲ့ဒီချင်းတော်တော်လေးအသက်ကြီးလောက်ပြီပေါ့နော်ဆိုတော့ I don't know guys but at the end of the day ဘလူပဲဖြစ်ဖြစ်နောက်ဆုံးကျတော့ပရိသတ်တို့ရဲ့အပေါ်မှာပဲမူတည်တယ်ပေါ့နော်ပရိသတ်တို့ကဘလူခန်းစားနားလေစေခြင်းလေပရိသတ်တို့ကရောဘလူရှူတောင်းနဲ့ပဲတုံးတစ်ချက်လှုပ်ခြင်းလေပေါ့နော်ကျွန်တော်ကဘလူပဲပြောပြောသူတို့ကဘလူပဲပြောပြောပရိသတ်တို့ကကူကြိုက်တဲ့နီးနဲ့ကူကြိုက်တဲ့ပုံစံနဲ့ပဲနားလေပြီးမှအတုံးတစ်ချက်လှုပ်ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးကျတော့ up to you guys ပရိသတ်တို့ပုံမှာပဲမူတည်တယ် is up to you guys so donald trump သမရအကြောင်းဒီကိစ္စနဲ့ပဲကျွန်တော်ရက်တက်ပြရစေကျွန်တော်နာမည်ကဂျွန်းပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျနေတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်တာပြအပေးလို့ရပါတယ်အခုလိုမျိုးပရိသတ်က subscribe လုပ်ပေးတာကျွန်တော်တော်တော်ခွန်အားလေးများကြီးရှိတယ်ပေါ့နော်တော်တော်လေးအားရတယ်ပေါ့နော်ဆိုတော့ comment တိုင်းကလည်းအမေရန်ဖတ်ဖြစ်တယ်ပရိသတ်တော်တော်များများက comment ကျွန်တော်အရန်အားရတယ်ကျွန်တော်တော်အရန်ပီတိဖြစ်တယ်ခွန်အားဖြစ်စေတယ်ပေါ့နော်ဆိုတော့ညတိုင်းညတိုင်း အာဘရစ်တရဲ့ comment ကိုလည်းအမြဲတမ်းဖတ်ပါတယ်နော်တယောက်ချင်းစီ reply မလုပ်ရင်တောင်မှအမြဲတမ်းဖတ်ပါတယ်ဆိုတော့အားလေးကိုအတိပေးစေချင်တယ်ပေါ့နော် thank you so much for watching beautiful people i love you guys take care i'll see you tomorrow god bless take care